ဲဆိုအမတော်မြန်တမ်းတွေဒီနဝိဇာလည်းမဟုတ်လူဝိဇာလည်းမဟုတ်ဘူးနော်တိုက်နှန်းရှင်လည်းမဟုတ်ဘူးဒေဝာနတ်နှန်းရှင်လည်းမဟုတ်ဘူးလူဘဝကနေပြီးတော့လူစင်စစ်ကနေဘုရားရှင်တော်ကိုရောမြတ်စွာဘုရားကြီးဒေသနာတော်ကြင်ကြအာပြာပွားထုတ်တဲ့အတွက်သီလသမာဓိနဲ့52နှစ်သုံးခန်းတိုင်အောင်ခေါင်းချတဲ့အထိဝิญဉ်ဖြုတ်တဲ့အထိကိုအမတော်မြန်တမ်းတွေကတကယ်လူပဋ္ဌာန်းဆက်စစ်စစ်ကနေပြီးတော့ မပြီးဆုံးသေးတဲ့သာနာပြုခီးတွေကိုလိုက်ကယ်တဲ့သဘောပါပဲအမတော်မြန်နန်းတော်မဖြစ်ခင်ရှစ်ဘဝစွန်းနန်းတော်ဘဝမှာအမတော်မြန်နန်းတော်ရဲ့အမေဟာဘောဂဗီမေတော်ကြီးပဲအဲ့တော့ကြောင့်တော့ငကားနဲ့တော့တွေ့ပါတယ်ပြီးတော့တန်ဝိဇာကြီးကသူ့ရဲ့ဖားခင်မှာပဲအဲ့တော့စွန်းနန်းတော်ဟာဒီဘဝမှာလည်း55နှစ်စုတည်ပြီးရင်နောက်လာမယ့်ဘဝမှာမြန်နန်းတော်ဖြစ်နေငါသမီးလေးနေရမယ်အဲ့တော့ကြောင့်မလို့ငကားမေတော်ဖြစ်တဲ့အတွက်မိခင်ကနေပြီးတော့မိခင်ရဲ့ဓာတ်ဖြစ်တဲ့အတွက် ညာနန်းလိုတီးပြီးတော့ငကားမဲ့တော်ကြီးရဲ့မြစ်တတရစီဒါဆိုသဘောပါအဲဆက်ပြီးတော့ရေးခဲ့ရအမတော်မြန်နန်းရဲ့ရှေးဘဝပြီးတော့ဒီအခုလက်ရှိဘဝအခုဒီလိုခေတ်ထိဘဝအဲ့လိုရေးလိုက်တဲ့ခါကျတော့87ဖြစ်တယ်တကယ်ခက်ခဲကြီးလဲကြော်လွားခဲ့ရတာအဲ့တော့ကြောင့်အမတော်မြန်နန်းရဲ့ဇာကကဘာရောတီးစီကျင်းလို့ကဘာတီးတဲ့မြန်နန်းတွေဖြစ်အောင်လုပ်တာပါဟုတ်ဒီမှာဖုန်းလုံးရှိုံနဲ့ဘာပဲလို့လို့အလွယ်လေးမှာယူနိုင်မယ် mercury.shopping app mercury မှာဘာပဲလို့လို့ရနိုင်ပြီနော် တစ်ဖုန်တွေကအကောင်းဆုံး shopping mall Mercury your shopping partner ဘာဘာရဲ့နာမည်ကဦးကျော်ဟင်းကျော်ဒါရိုက်တာကျော်ဟင်းကျော်အပြည့်စုံဆိုရင်အမတော်မြန်နန်းတွေဇာတ်ကားကိုရိုက်တဲ့အချိန်ကနေစပြီးတော့အဘရဲ့နာမည်ကထင်ပေါ်လာတာပါအဘရဲ့ဘာသာရေးတက်တန်း55နှစ်ပေါ့အဲဒီမှာအမတော်မြန်နန်းတွေရဲ့ မပြီးဆုံးသေးတဲ့ကျွေးဟောင်းတစ်ခုဖြစ်တဲ့အမတော်မြန်နဲ့ဇာကရိုက်ဖို့အတွက်ကိုအဘဝိပဿနာသမထအဲ့ရနေပြီးတော့တင်းနှစ်သွားတဲ့ချိန်မှာအမတော်မြန်နန်းတွေရဟရိယဘုရောင်ဖရာရဲ့တာနာပြုခီးအတွက်ကိုအမတော်မြန်နန်းနဲ့ဇာကရိုက်ဖို့အတွက်ဖြစ်လာတာပေါ့နော်အဲအဲ့တောင်တော့အဘရိုက်ဖြစ်တယ်အဘဦးကျော်ဟင်းကျော်ဆိုတဲ့နာမည်တလုံးဟာအဘ55နှစ်မှာအမတော်မြန်နန်းတွေကြောင့်ကိုးနှစ်တိတိအားလုံးတိသွားတဲ့အတိတ်ပဲရှိပါတယ်ဟုတ်ကဲ့အမတော်မြန်နန်းတွေကအခုအဘ ဟိုရိုက်စရာ၃ရက်ရှိတယ်လေအဲ့ဒါပြီးအားလုံးပြီးသွားပါပြီရှင်းပါရိုက်ပြီးသားလည်းအားလုံးစီစဉ်ပြီးသွားပြီအားလုံးပါမျိုးပေါ့အဲ့တော့အဘကြိုက်တဲ့ဟိုအစီအစဉ်တွေရုပ်တွေလုတ်ပြီးတာလည်းအဘပြရအောင်အဲ့လိုရှင်းဟာအထူးကြရတော့မလေးရထီပဲအဘလေးအမတော်မြန်နာနဲ့ပတ်သက်ပြီးတော့လောက်ရမယ့်လုတ်တွေကိုတစ်ခုချင်းတစ်ခုချင်းပေါ်လာအဲ့ဒီလောက်ရမယ့်လုတ်တွေအတိုင်းကိုလုတ်ပြီးတဲ့အတွက်အဘရိုက်မဲ့ဇကာအတွက်ကိုကုန်ကြမဲ့ငွေကြေးပစ္စည်းဝယ်ဖို့အားလုံးအဲ့ဒါတွေအားလုံးပေါ့တော့ပါလာတယ်အလိုလိုရလာတယ် အဲ့ဒါတွေအားလုံးကရောက်လာတယ်လားလူတယ်ပေါ့မနေ့ကချင်းဒီပဲမနေ့ကဆိုရင်ပေါ့မော်ကျုံမျိုးရောက်တယ်အကျွတ်လွတ်ပွဲအဲ့အကျွတ်လွတ်ပွဲမှာအထီတော်မှာအမတော်နဲ့ပတ်သက်တဲ့ဘုန်းကြီးကျောင်းနေဆရာတော်တွေအကုန်လုံးစီကိုရောက်ပြီးတော့အမတော်မြန်နန်းတွေနဲ့ပတ်သက်တဲ့တက်တည်တက်ကရပစ္စည်းတွေဘာဘာကိုပြအဲ့လောက်ထိမနေ့ကအထီပေါ့တော့ရှောက်အော်ဒီနေ့လဲကြာအစီအစဉ်ကဟိုကတောင်ကြီးမြို့ဆရာတန်းထိုင်လင်း ်တက်ပညာနဲ့တပည့်တွေအကုန်လုံးကိုလေဖိတ်ပြီးတော့ရောက်တော့အဘကြီးသားအားလေးတော့စီစဉ်ရှိတယ်အဘကြွပါအဘရောက်လာတာပေါ့အခုတည်းဒီကိုအမတော်မြန်နေတဲ့ကိစ္စတွေအားလုံးကတခုကြီးတခုတခုတို့သားသားလန်ထူလုံးမယ်အဲအဲ့ဒီခုကိုနေပေါ့အလုတ်ကိုနေတက်တန်းပါပေါ့အမတော်မြန်တဲ့ဇာခရိုက်ဖို့ကိုနေတက်တန်းစီစဉ်တာပေါ့နော်အဲ့တော့ငါးနေကြော်ကြော်ရိုက်ခဲ့ရအဲ့ဒီမှာတော့ပထန်းစစ်ကတော့တကဘာလုံးရောတနိုင်ငံလုံးရောသင်ရှားရပါပဲကိုလုတ်ချင်တဲ့အလုတ်ကိုအမတော်ရဲ့ပထန်းစစ်ဘယ်လောက်နီးလဲဆိုတော့ ဒီနေ့ညဘာမှမရှိတော့ဘူးမနေ့ပစ္စည်းတွေဝယ်မယ်ဆိုမနေ့ရောက်လာအဲ့လိုပုံစံနဲ့ပဲအမလူ200ရော300တနေ့ရှူတယ်မှာအမကြည့်နိုင်တယ်လူတိုင်းတယ်အဲ့လိုပါပဲအဲ့တော့ပထမဆက်ကတီးတိုင်းဖွင့်ပြောစရာမလိုတော့ပါဘူးဘယ်လောက်နှီးလဲဆိုတာအဲ့လိုအမရောမြန်မာနေနေခုနအမအမရောမြန်မာနေပွဲကတ်တယ်ဘယ်လိုကတ်လဲဆိုတော့အမရောမြန်မာနေတည်းနာဝိဇ္ဇာလည်းမဟုတ်ဘူးလူဝိဇ္ဇာလည်းမဟုတ်ဘူးနော်တိုက်နှန်းရှင်လည်းမဟုတ်ဘူး ဒေဝအနန္တရှင်လည်းမဟုတ်ဘူးလူဘဝကနေပြီးတော့လူစင်စစ်ကနေဘုရားရှင်တော်ကိုရုဏာမြတ်စွာဘုရားကြီးဒေသနာတော်ကြင်ကြအားဖြင့်ပွားထုတ်တဲ့အတွက်သီလသမารိနဲ့52နှစ်ဆုံးခန်းတိုင်အောင်ခေါင်းချတဲ့အထိဝิญဉ်ဖြုတ်တဲ့အထိကိုအမတော်မြန်လန်းတွေကတကယ်လူပဋ္ဌာန်းဆက်စစ်စစ်ကနေပြီးတော့မပြီးဆုံးသေးတဲ့သာနာပြုခီးတွေကိုလိုက်ကယ်တဲ့သဘောပါပဲအဲ့ဒါပါအဲ့လူကိုယ်နိုင်စစ်စစ်ပါပဲလို့ဘဘကအာမခံပါတယ် အဲ့ဒီငကားနဲ့ပတ်သက်တယ်ဆိုတဲ့အသေးပဲအရန်အသေးပဲရှိပါတယ်။အမတော်မြန်တန်းတော်မဖြစ်ခင်ရှစ်ဘဝစွန်းတန်းတော်ဘဝမှာအမတော်မြန်တန်းတော်ရဲ့အမေဟာဘောဂဗီမေတော်ကြီးပဲ။အဲ့ဒီကြောင့်လည်းငကားနဲ့တော့တွင်ပါတယ်။ပြီးတော့တန်ဝိဇ္ဇာကြီးကသူ့ရဲ့ဖားခင်မှာပဲ။အဲ့တော့စွန်းတန်းတော်ဟာဒီဘဝမှာလည်း55နှစ်စုတည်ပြီးရင်နောက်လာမယ့်ဘဝမှာမြန်တန်းတော်ဖြစ်နေအသမီးလေးနေရမယ်။အဲ့ဒီကြောင့်မလို့ငကားမေတော်ဖြစ်တဲ့အတွက်မိခင်ကနေပြီးတော့မိခင်ရဲ့ဓာတ်ဖြစ်တဲ့အတွက် ညာနန်းတွေလို့တည်ပြီးတော့ငကားမယ်တော်ကြီးရဲ့မြေတတတ်ရစေဒါဆိုသဘောပါအဲအစီအစဉ်နံပါတ်၄ဖြစ်နေရောလေအပါကူနံပါတ်၄ဆိုတော့နှစ်ကိုပြပြအောင်လုပ်ပြရတယ်ကြေညာပါမယ်အဲ့လိုအမေအဲရုပ်ရှင်ကားထဲမှာတော့အဘာတော့မိအောင်ရိုက်ထားတယ်ဒါနဲ့အဘာရဲ့ဇလန်းဆရည်တွေကဇလန်းတွဲဖြစ်နေတယ်ဇလန်းတွဲဆိုရင်တံပတဲတင်လာတာပေါ့နော်အဲ့ဒါကြောင့်ဇလန်းတွဲဖြစ်စစ်ဆက်နဲ့တစ်ပိုင်းစစ်ဆက်ပါရစစ်ဆက်တစ်စစ်ဆက်နဲ့တစ်ပိုင်း အမမတော့ဒိဗေကစပြီးတော့ရေးခဲ့ရအမတော့မြန်တဲ့ရှေးဘဝပြီးတော့ဒီခုလက်ရှိဘဝအခုဒီလိုခေတ်ထိဘဝအဲ့လိုရေးလိုက်တဲ့ခါကျတော့67ဖြစ်တာ67ကိုဖန်တီးပြီးတော့မရေးဘူးဇလားအဲ့လိုဖန်တီးလို့မရဘူးသူ့အရှိတန်းရေးချပါဒါနဲ့67ပဲဟုတ်ပါတယ်ဟုတ်ပါတယ်ဟုတ်ပါတယ်တိုက်ဆိုင်တယ်မဟုတ်တိကျသွားတာပေါ့တိုက်ဆိုင်တယ်ဆိုတာလုံယူရတဲ့အခြေခံပေါ့ဘာအဲ့လိုမလုပ်ဘူးဝါဒနာမပါဘူးတိကျကျလုပ်တယ်တသက်ရလုပ်တယ် အဲ့လိုပါမျိုးအဲ့ဒီကြောင့်တော့အမအမနဲ့ပတ်သက်ပြီးတော့အမခံချက်မှတ်ကြောက်တင်ခံနိုင်တယ်တကယ်ခက်ခဲကြီးလဲကြော်လွားခဲ့ရတာအဲ့ဒီကြောင့်တော့အမတို့မြန်မ်းနယ်စကားကဘာရောတည်စီခြင်းလို့ကဘာတည်တဲ့မြန်မ်းနယ်ဖြစ်အောင်လုပ်တာပါအဲကျွန်တော်ဘာသာဟိုပေါ့ပြောမယ်ဆိုရင်လို့ကြည့်တော့အင်္ဂလိပ်စာတန်းတိုးထဲမှာတော့ကဘာသုံးစာတန်းတိုးပေါ့အဲ့ဒါလည်းလုပ်တာစည်စနာတယ်ဟုတ်ကဲ့လေးစားကြည့်ဦးဒေါကကြီးမှာဘယ်ရမှအလကားမရသလိုဘယ်ရမှလက္ခဏာလေးမဖြစ်ပါဘူးစူးစမ်းအထုတ်အလုပ်လုပ်သေးချာအောင်ပြင်ပါ ဲ့ဆာရကဘာရဲ့ဘွားပါပဲနောက်ပြီးတော့အကျန်ရချင်းချင်းလို့ဘာရဲ့ဘွားပါပဲနောက်ပြီးတော့စကားရှုပ်တာမကြိုက်ဘူးအလုပ်ရှုပ်တာပါကြိုက်ပါတယ်အဲ့လိုအောင်စကားများတာကိုအဘမကြိုက်ဘူးအလုပ်များတာကိုကြိုက်ပါတယ်အဘရဲ့ဝါဒပါအဲ့ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်ကုသိုလ်တီလာလေးနဲ့ဟာဒါနမေတ္တာပွားပြီးတော့တိစ္ဆာလေးနဲ့လှုပ်ရင်အဘတို့ဘုရားဘာသာလူမျိုးတွေရောကမ္ဘာမှာရှိတဲ့လူမျိုးတွေရောအကုန်လုံးအောင်မြင်ကြမှာချမ်းသာပါစေလို့အဘမေတ္တာပို့ပါတယ်